The Call for the Online Magazine ကို နားဆင်နေရတာဖြစ်ပါတယ်။ American လဲပြောင်းနှစ် American ကြွေးထူတယ်ဆိုပေမဲ့သူ့ GDP ကလည်းအတော်များတယ်။ကမ္ဘာမှာအကြီးမားဆုံး GDP ကိုပိုင်ဆိုင်နေ2025ခန့်မှန်းစဉ်က28 trillion နီးပါးရှိတယ်။နိုင်ငံတည်တည်ကထုတ်ရောင်းထားတဲ့ဘွန်တွေအမကန်စာချုပ်တွေကိုပြန်ဆက်နိုင်မဆက်နိုင်ကိုနိုင်ငံတွေရဲ့ကြွေးမိနဲ့ GDP ကြားခန့်မှန်းချိန်ဆကြတယ်။ အကျွေးနဲ့စုစုပေါင်းအတရင်ဝင်ငွေချိုးလက်ရှိအမေရိကန်ရဲ့အကျွေးနဲ့ GDP ချိုးဟာ120ရာခိုင်နှုန်းလောက်မှရှိတယ်။ပုံမှန်မှာကျွေးနဲ့ GDP အချိုး90ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုရင်ပြန်ဆက်နိုင်မယ်။ဒီအားလုံးထက်ပိုများလေကျွေးဆက်ဖို့ခဲရင်လာလေပဲလို့စီးပွားရေးပညာရှင်တွေရဲ့ရေပုံရသတ်မှတ်ထားချက်ရှိတယ်။အမေရိကန်ဟာဒုတိယကမ္ဘာစစ်ပြီးကာလ1946မှာဒီချိုးက106ရာခိုင်နှုန်းရှိပြီး1990ခုနှစ်တွေမှာ30နဲ့40ကြားပြန်ထိန်းထားနိုင်တယ်။ 1980နောက်ပိုင်းမှာတရေရိတ်တက်လာပြီး21ရာစုမှာကြီးမားတဲ့အကြက်တဲနှစ်ခုကိုရင်ဆိုင်ရတယ်။ပထမတစ်ခုက2008ကမ္ဘာ့ဗန်ဒါရေးအကြက်တဲ World Financial Crisis ဖြစ်ပြီးစီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြီး Great Recession လို့လည်းခေါ်ကြတယ်။နောက်တစ်ခုက COVID-19 ပါ။ COVID-2019 နောက်ပိုင်း American GDP ဟာ2020မှာအဆိုးရွားဆုံးနှစ်ဖြစ်ခဲ့တယ်။ COVID ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် Biden လက်ထက်မှာ trillion ပေါင်းများစွာသုံးစွဲခဲ့ရတယ်။ အဲ့ဒီအချိန်ကစလို့ကျွေးနဲ့ GDP ချိုးဟာလက်ရှိအချိုးဖြစ်တဲ့120ရာခိုင်နှုန်းပတ်ဝန်းကျင်မှာဖြစ်လာတယ်။နောက်ဆုံးလွယ်အောင်ပြောရရင်တော့ဝင်ငွေနဲ့အကျွေးကြားကအချိုးကိုကြည့်ပြီးဆုံးဖြတ်တာပဲဖြစ်တယ်။ကျွေးဘလောက်ရှိရှိ နိုင်ငံတကာနိုင်ငံဟာသူ့ငွေကိုလွလွလပ်လပ်ရိုက်ထုတ်ရောင်းချနိုင်တယ်မြတ်အကျွေးပြန်မဆက်နိုင်ဘူးဆိုတာမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ငင်းချက်ထုတ်တဲ့စီးပွားရေးပညာရှင်များလည်းရှိပါတယ်။ဒီအတွေးခေါ်ဟာမော်ဒန်ဝီကျေးသီအိုရီအရပေါ်ထွက်လာတာဖြစ်တဲ့ ဒီနေ့ခေတ်စီးပွားရေးကိုအကျွေးကမောင်းနေတယ်လို့သူတို့ကသတ်မှတ်တယ်။ဥပမာဂျပန်ဟာအကျွေးနဲ့ GDP အချိုး250ရာခိုင်နှုန်းလောက်ရှိတယ်။လက်ရှိ American ဘွန်းအများဆုံးဝယ်ထားတဲ့နိုင်ငံဖြစ်တယ်။ဒါပေမဲ့ဒီအချိုးအမြင့်ဆုံးနိုင်ငံအနည်းငယ်ထဲမှာပါတယ်။ဥပမာအာဆီယံမှာထိပ်ဘဲလို့ဆိုတဲ့စင်ကာပူဆိုရင်လက်ရှိမှာကျွေး GDP အချိုးက150ရာခိုင်နှုန်းလောက်ရှိနေတယ်။ဆိုတော့ American ကျွေးကဘာမှမဟုတ်သေးဘူးလို့ယူဆထားသူတွေလည်းရှိနိုင်တယ်။ ဒီချာဝါရမအင်ပါယာတို့ဆရမ်လက်ထက်မှာထင်ရှားလာတဲ့အလှည့်ပြောင်းတစ်ခုကအမေရိကန်ဒီချာဝါရကနေငယ်ငယ်ချက်ထွင်မှုအပေါ်တိမ်ညွတ်လာခြင်းဖြစ်တယ်။အမေရိကန်ဒီချာဝါရ American exceptionalism ဆိုတာကိုအတူချုပ်ပြောရရင် American dollar ရေး American လွတ်လပ်ရေး American ဖွဲ့စည်းပုံစတဲ့အမိုင်းကြောင်းအရ American တွေရဲ့ Democracy နဲ့လူ့ခွင့်ရေးအပေါ်တန်ဖိုးထားမြင့်တင်ခဲ့မှုတွေကိုအခြေခံနေပြီးမှအဲဒီကနေ American ဟာကမ္ဘာပေါ်မှာဗေနိုင်ငံနဲ့မှမတူတဲ့ ဗီဇာချွင်းချက်အတိအမှတ်ပြုလက်ခံရမယ်နိုင်ငံနဲ့လူမျိုးဖြစ်တယ်လို့ကောက်ယူတာဖြစ်တယ်။ JD Vance ရဲ့ Munich မှာဥရောပခေါင်းဆောင်တွေကိုပြောတဲ့မိန့်ခွန်းနဲ့ Trump ရဲ့ကနေဒါကို50ခုမြောက်ပြည်နယ်လုံမလားကမ်းလှမ်းချက်တွေဟာဒီအမေရိကန်ချွင်းချက်အယူအဆရှိတယ်လို့တက်တည်ပြတယ်လို့ဖြစ်တယ်။ဒီယူဝါဒမှာအခြေခံတယ်လို့ယူဆစရာဖြစ်တယ်။အမေရိကန်တွေပြောတာနားထောင်အမေရိကန်တွေတံပိုးထားတာတွေကိုအလေးထားအမေရိကန်နိုင်ငံနဲ့ဝင်ရတာနိုင်ငံသားဖြစ်ရတာဂုံယူစရာပါလို့ဆိုတဲ့သဘောပဲ။ ဒါပေမဲ့ American တရားဝါဒမှာ American ဟာဒီအရေးအခြေအနေနဲ့တမိုင်းချောင်းချောင်းကဘာမှာထိတ်တန့်ဖြစ်တယ်။ American ဥဆောင်မှုကိုနာခံရမယ်ဆိုတာနဲ့အတူ American ကကဘာကြီးကိုစောင့်ရှောက်ပြီးထိမ့်သိမ့်ပေးရမယ်ဆိုတဲ့သဘောထားပါပါရှိတယ်။ဒါပေမဲ့ဒီတာဝန်ယူရမယ့်အပိုင်းကို တော့ Trump အစိုးရကစွန့်ပစ်ပြီး American ကိုဒေတာရင်းမှာပုံမှုအားကြီးအောင်တိဆောက်သွားချက်ထွင်သွားမယ်ဆိုတဲ့အယူအဆ American expansionism ဘက်ကိုဦးတည်လာတာတွေ့ရတယ်။ ဒါကြောင့်မို့ကနေဒါကို50ခုမြောက်ပြည်နယ်ဖြစ်ကမ်းလန်းတာဘနာမာတူးမြောင်းကိုပြန်ယူမယ်လို့ပြောတာဂရင်းလန်းကိုဝယ်မယ်လို့အတန်လွတ်လာတွေကိုလှုပ်လာတာဖြစ်တယ်။ဒါပေမဲ့ဒီအတန်တွေအားလုံးရဲ့နောက်ွယ်မှာထရမ့်အစိုးရရည်ရွယ်ချက်ကနေမြေချက်တွင်ယုံတက်တက်မဟုတ်ဘဲကနေဒါရဲ့နိုင်ငံအကျယ်အဝန်းနဲ့ပြန်စားတာတွေကနေဒါရဲ့ US ကဝယ်ထားတဲ့ဘွန်တွေဂရင်းလန်းရဲ့အရှာဖွေမတူဖော်ရသေးတဲ့တည်ရန်စာတာတွေနဲ့ရုပ်ကုမ္ပဏီတွေဗနာမာတူးမြောင်းရဲ့စိတ်ကန်းတွေကိုဝင်ရောက်လုတ်ကင်လာတာတွေကိုတံပြန်လာတာဖြစ်တယ် ဇင်းရဲပြီးရာဇွတ်ထူပြောတဲ့တောင်အမေရိကပဲချမ်းကိုချန်ခတ်ပြီးမြောက်အမေရိကတိုင်လုံးကိုအမေရိကန်ဝန်ဝိုင်းနဲ့ထည့်သွင်းဖို့အိမ်မက်မက်လာတာဖြစ်တယ်။ဒီနည်းနဲ့အမေရိကန်ပါဝါကိုပြန်လည်သွေးသစ်လောင်းမှုစူးစမ်းလာတဲ့သဘောထားကိုဖွင့်လှစ်ပြတယ်။ဒီလိုအမေရိကန်အထီးထီးပြန်လည်ခြုံထွက်မွေးဖွားလာဖို့အတွက်ထရမ့်အစိုးရဟာဒီမိုကရက်တွေရဲ့မဟာမိတ်နိုင်ငံသားရေး policy ပြစ်ပယ်ခဲ့တယ်။အမေရိကန်ဟာအားလုံးကိုဈေးခွက်နဲ့စီးပွားရေးသဘောထားအရာပဲကြည့်မြင်လာတာဖြစ်တယ်။ အမေရိကန်အင်ပါယာသဘောထားဟာအရင်ယာစုနှစ်ဟောင်းတွေကဥရောပသားတွေကျင့်သုံးခဲ့တဲ့ကိုလိုနီဝါဒသဘောထားမျိုးနဲ့တော့မတူဘူးခေတ်တွေကလည်းကောင်းစွာခြားနားခဲ့ပြီးဖြစ်တယ်ဒီအင်ပါယာယူဆမှာအမေရိကန်ဟာရုရှားကိုပြန်ဆွဲတက်မှတ်ပြီးရုပ်တနိုင်ငံကြီးကိုပဲထိတ်တက်ရှင်ပြိုင်မှုလုပ်သွားမလားဆိုတဲ့ဗဒဝီနိုင်ငံရေးသဘောထားကိုတော့ရှေ့မှာဗိုးပြီးဘဲကွဲစွာတွေ့မြင်လာရမလားစောင့်ကြည့်ရမှာဖြစ်တယ်ထရမ့်ရဲ့နိုင်ငံရေးစီးပွားရေးအိုင်ဒီယိုလော်ဂျီထရမ့်ဒုတိယသက်တမ်းအစ 2025ဇန်နဝါရီမှာဖူကူယာမာကိုအီရန်ဘရမာ Brown Zero Media ကအင်တာဗျူးတစ်ခုလုပ်တယ်။မိကုန်တစ်ခုကထရမ့်လက်ထက်မှာဒီမိုကရေစီရဲ့အလားအလာဘယ်လိုရှိမလဲဆိုတာဖြစ်တယ်။ဖူကူယာမာပြောတာကဒီမိုကရေစီကိုသူမပူဘူး။ဒါပေမဲ့ Liberal သဘောတရားတွေကတော့ထိခိုက်လာတော့မှာဖြစ်တယ်လို့ဖြေတယ်။ Liberal လို့ပြောရင်နိုင်ငံတကာမှာလက်တလောသုံးပိုင်းခွဲပြီးပြောလာကြတာရှိတယ်။ရှီယို Liberal ကဈေးကွက်ကို သူသဘောတိုင်းလွှတ်ထားပေးတဲ့ Adam Smith ရဲ့ Laissez-faire ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း Brighton Wood နဲ့ပေါ်လာတဲ့ဂိမ်းဘောကဗီဒါကအစိုးရကဝင်ရောက်ထိန်းချုပ်ဖို့လိုတယ်လို့အကြံပြုတယ်။အခု Trump ထွက်မယ်လို့ပြောနေတဲ့နိုင်ငံကောင်ငွေကြီးရန်မုံငွေအဖွဲ့ IMF ကမ္ဘာပံ World Bank တို့ဟာ Brighton Wood နဲ့ပေါ်လာပြီးစစ်ပိတ်ခေတ်စီးပွားရေးကို American ဥဆောင်မောင်းနေခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ဒီအဖွဲ့အစည်းတွေကသာတကယ်ထွက်ပြီးဆိုရင်စစ်ပိတ်ခေတ် American Liberal အစင်းလား Liberal World Order ဟာပြီးဆုံးသွားပြီလို့ပြောနိုင်တယ်။ နှစ်30လောက်အရင်းစနစ်ရဲ့အတော့အပါဆုံးအခြေအနေကိုဖျက်ဆီးပြီး1980ပြည့်နှစ်တွေနောက်ပိုင်းမှာ Neo Liberal ယူဆဟာ Neo Liberal ကိုပုံစံတစ်မျိုးနဲ့ပြန်ဆနိုင်ခဲ့တယ်။စီးပွားရေးပညာရှင်တွေက Hayek နဲ့ Milton Friedman တို့ဖြစ်ပြီးအစိုးရကပြဿနာဈေးဝက်ကအဖြေဆိုပြီးဈေးဝက်လွတ်လပ်မှုကိုအမြင့်ဆုံးမြှင့်တင်ခဲ့ကြတယ်။ဒါကြောင့် Trump ဟာစီးပွားရေးအရအဆင့်အလား Liberal နဲ့ကော Neo Liberal နဲ့ပါပြဓာတလန်တန်တလန်ဖြစ်တယ်။ဒါဆိုရင်နိုင်ငံရေးအရကော ဘယ်လိုရှိသလဲ The Call Khodan online magazine မှာဖော်ပြခဲ့တဲ့ဇောင်းမရှင်ကျော်စောခန့်ရဲ့ American အလှည့်အပြောင်းနှစ်တရင်သုံးသက်ဆောင်းမကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။